ကချင်ပြည်နယ်ဖားကန့်မြို့ကိုစစ်မျက်နှာ၃ခုခွဲပြီးဥတီစစ်ကြောင်းထိုးနေတဲ့စစ်ကြောင်းတွေက ကာမိုင်နမ်တိန်ဘက်ကနေတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာတရွေ့ရွေ့နဲ့ဖားကန့်မြို့ကိုနီးကပ်လာနေပြီလို့ဒေတာကနေကပြောပါတယ်ဖားကန့်မြို့နယ်ကိုပြီးခဲ့တဲ့ဧပြီလတတိယအပတ်လောက်ကစပြီးတော့စစ်ကောင်စီတပ်ကအင်အားတထောင်နီးပါးနဲ့ကာမိုင်နမ်တိန်လမ်းအင်းတော်ကြီးခွေခါလမ်းနဲ့ ဆယ်ဇင်းလန်စတဲ့ဖားကမျိုးကိုဝင်ရောက်နိုင်တဲ့လမ်းကြောင်း၃ခုကနေစစ်ကြောင်းထိုးလာနေတာဖြစ်ပါတယ်။အဲ့ဒီထဲမှာမှာကာမိုင်ဖားကလမ်းကြောင်းကနေတက်လာတဲ့စစ်ကောင်စီတပ်တွေဟာဖားကမျိုးရုံတောင်ကျေးရွာတဝိုက်ကိုရောက်ရှိနေပြီလို့သိရပါတယ်။တစ်ဖက်မှာတော့အဲ့ဒီစစ်ကြောင်းကိုဖားကမျိုးတွေနဲ့ကစစ်ကောင်စီတပ်တွေကထွက်ကြိုရာကနေဖားကမျိုးနဲ့၅မိုင်အကွာရုံတောင်ရွာအနီးတဝိုက်မှာနှစ်ဖက်တပ်တွေတိုက်ပွဲဖြစ်နေတယ်လို့ပြောပါတယ်။ဒီကနေ့နောက်ဆုံးသိရတဲ့ ဖကန်အခြေအနေအကြောင်းဒီရကန်တူပြောတာကတော့တိုက်ဖို့ကောငါမိုင်၆မိုင်ကူပြင်းတယ်။ဒီနေ့မနေ့ကတော့ငါမိုင်၆မိုင်မှာတိုက်ပွဲတွေပြင်းထန်နေတယ်။ဒီစစ်ကြောင်းတွေနံတင်ကိုရောက်ရင်တော့မြို့တွင်းကစစ်ကောင်စီတပ်တွေကထွက်ကြုံမယ်ဆိုတဲ့သတင်းကလည်းမှန်ပြီးတင်တယ်။ဒီနေ့မြို့တွင်းရန်ချက်စစ်ရုံကနေထွက်လာတဲ့တပ်တွေနဲ့ပြစ်ခတ်မှုတွေဖြစ်နေတာ။ကျေကပိုခတ်မှာမတာ။ဖကမြို့နယ်ကိုလမ်းကြောင်း၃ခုကနေဝင်ရောက်လာနေတဲ့စစ်ကြောင်းတွေနဲ့စစ်ကောင်စီတပ်သားတွေအပါအဝင် ကာမိုင်ပြည်သူစစ် ဝါရဇုပြည်သူ့စစ်နဲ့ဝိုင်းမော့ပြည်သူ့စစ်အဖွဲ့တွေလည်းပါဝင်တယ်လို့သိရပါတယ်ဒီပူပေါင်းစစ်ကြောင်းတွေတက်လာတဲ့လမ်းကြောင်း၃ခုပေါ်မှာတည်ရှိတဲ့ကျေးရွာပေါင်း73ရွာတဲ့မင်းကဒိရကန်တွေဟာလည်းဘေးလွရာတောတောင်တွေနဲ့ဖားကမျိုးပေါ်ရက်ွက်တွေမှာတင်းရှောင်နေကြတယ်လို့ပြောပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KAI နဲ့ကာကွယ်ပူပေါင်းတပ်တွေဟာဖားကမျိုးရဲ့အဝင်လမ်းကြောင်းတွေနဲ့မြို့ရဲ့နေရာတော်တော်များများကိုထိန်းချုပ်ထားတာပြီးခဲ့တဲ့နှစ်ကလေးကဖြစ်ပါတယ်။ ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဗမော်မြို့ကို အပိတက်ဖို့ KI နဲ့ပူးပေါင်းတက်တွေအပြင်းထန်ထိုးစစ်ဆင်နေတဲ့အချိန်မှာပဲစစ်ကောင်စီတက်ကတော့သူတို့လက်လွတ်ထားရပြီးတော့စစ်ရေးရရောစီးပွားရေးရပါအချက်ချကြတယ်ဖာကန်မြို့ကိုပြန်ရဖို့ကြိုးစားလာနေတာဖြစ်ပါတယ်အဲဖာကန်ဆိုတဲ့နေရာမှာဒီကမုံကြီးယူပေါ်မှာအဲဒီကူခါမော်လို့ပေါ့နော်သူတို့လက်လွတ်ခဲ့ရကူခါမော်ရဲ့အဲ့ဒီနေရာရီဆိုလူရှင်းအင်မတန်မှာ ဒီကြောက်ကောင်းတွေထွက်တဲ့နေရာပေါ့ဒါတွေကိုပြန်ထင်းချုပ်ဖို့အတွက်သူတို့ကအားဆက်ရလို့ကျွန်တော်အဲ့လိုမျိုးမြင်မိတယ်ပထမအချက်ကဒီတံပြန်သိစ်ဖို့ဆောင်တဲ့နေရာမှာအကုံလုံးကသူတို့မလုံနိုင်ဘူးမလုံနိုင်တဲ့ခါကျတော့သူတို့ကအရေးကြီးတဲ့နေရာပေါ့ strategic location လို့ခေါ်တော့ပေါ့နော်ဆိုတော့နံပါတ်၁အချက်ကအဲ့ဒီ strategic location ကိုပြန်တတ်မှတ်တဲ့နေရာမှာ financial force များတဲ့အနေအရာရဲ့နောက်တစ်ခုကသူတို့ရဲ့စီးရဲရအရေးကြီးတဲ့ military လေးပေါ့နော်အရေးကြီးနေရာပေါ့နော်ဆိုတော့ဖကန်ကအဲ့ဒီနည်းနေရာတွေကတနေရာပေါ့နော်အဲအဓိကကဒီ financial source ရှိတဲ့နေရာပေါ့အဲ့ဒါကိုသူကပြန်သင်ချုပ်ဖို့အတွက်အားဆက်ရလို့ကျွန်တော်အဲ့လိုမျိုးမြင်မိတယ်ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဗမောင်မြို့ကိုအပီးတက်ဖို့ ကြရင်လည်းပူပေါင်းတပ်တွေအပြင်းထန်ထိုးစစ်ဆင်နေတဲ့အချိန်မှာပဲစစ်ကောင်စီတပ်ကတော့သူတို့လက်လွတ်ထားရပြီးစစ်ရေးအရရောစီးပွားရေးအရပါအချက်ချာကြတဲ့ဖားကက်မျိုးကိုပြန်ရဖို့ကြိုးစားလာနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်မတ်လ3ပိုင်းကနေအရှိန်ဟုန်နဲ့စတင်ခဲ့တဲ့ကြိုင်နဲ့ပူပေါင်းတပ်တွေရဲ့ထိုးစစ်ဟာဒီနေ့အထိအရှိန်မြင့်နေစေဖြစ်ပြီးတော့ကချင်ပြည်နယ်ကမြို့ပေါင်း14မြို့အပါအဝင်ရှမ်းပြည်နယ်မြောက်ပိုင်းကနန်းဖက်ကမြို့နဲ့ မဘိန်းမျိုးတို့ကိုလည်းတင်ပိုက်ထားတယ်လို့စစ်ကောင်စီရဲ့ရဟယင်၅ကြီးကိုလည်းပစ်ချနိုင်ခဲ့ပါတယ်။ဒါပြင်စကိုင်းနဲ့ကချင်အဆက်မှာရှိတဲ့မြူရင်းတိုက်ပွဲတွေမှာလည်း KIA ကအမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံကာကွယ်ရေးတပ်ကျောင်းသားတပ်မတော် ABSDF အပါအဝင်တော်လိုင်းအင်အားစုတချို့နဲ့ပူးပေါင်းပြီးတော့ထိုးစစ်တွေပြုလုပ်နေပါတယ်ခင်ဗျာ။